Um, well, thank you. I'm uh, uh, grateful for your participation uh, today, your interest in uh, Myanmar that has become the invisible uh, crisis. So it is always very welcome to try to make what has been most okay, invisible Jesus, in the world. လူတွေမျက်ွယ်ပြထားတဲ့အကြောင်းအရာကိုသိမြင်လာအောင်လုပ်ပေးကြတာကိုလည်းကျေးဇူးပါတယ် ျွန်တော်အနေနဲ့ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီကိုမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အခြေခံအချက်တွေအခြေအနေတွေပိုဆိုးလာတဲ့အကြောင်းတွေဒီအချက်တွေပေါ်နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကလည်းကြာရှုံးနေတဲ့အကြောင်းတွေတင်ပြသွားမှာပါဒီတိုင်းပြည်မှာဖြစ်နေတဲ့လားလာတွေရဲ့လက္ခဏာတွေအကြောင်းနောက်ပြီးဘာလို့အဲ့အရာတွေကလစ်လျူရှုလို့မရတဲ့ပြဿနာတွေဖြစ်တယ်လဲဆိုတဲ့အကြောင်းနည်းနည်းပြောချင်ပါတယ် မြန်မာနိုင်ငံမှာရှိတဲ့လူသားချင်းစာနာထောက်ထားမှုအခြေအနေတွေဟာလွန်ခဲ့တဲ့တနှစ်ကကုလသမဂ္ဂကိုကျွန်တော်တင်ပြတုန်းကထက်အများကြီးပိုဆိုးပါတယ်မြန်မာနိုင်ငံမှာလူဦးရေ22နှစ်သန်းနီးပါးဟာလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေပါတယ်လူ16ထပ်သမား9သန်းဟာရိတ်ခါရှားပါမှုနဲ့ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပါတယ် back on the 28th of march when a 7.7 magnitude earthquake struck central uh, myanmar the earthquake impacted an estimated much လား၂၀ရှစ်နှစ်မြန်မာနိုင်ငံအလဲပိုင်းမှာခွန်ဒသမခွန်ပြင်းအားရှိတဲ့ငလျင်လှုပ်လိုက်တော့အခြေအနေတွေပိုဆိုးသွားပါတယ်ငလျင်တန်းကိုလူ၁၈တန်းလောက်အထိခိုက်ခံခဲ့ရပါတယ်အဆောက်အုံပေါင်း၃သိန်း9,000လောက်ထိခိုက်ပါတယ်လူ၂သိန်းလောက်အိမ်ယာမဲ့သွားပါတယ်ဒေါ်လာ၁၁ဘီလီယံဘောလောက်ထိခိုက်သွားနိုင်တယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ် မြန်မာစစ်ဆိုးရဟာအဲ့ဒီတဘာဝဘေးကိုအသုံးချပြီးတော့လူသားချင်းစာနာမှုဆိုင်ရာကတ်ဆိုးကြီးဖြစ်အောင်လုပ်ပြလိုက်ပါတယ်။ဒီတဘာဝဘေးကိုအခွင့်ကောင်းယူဖို့ကြိုးစားပါတယ်။စစ်ဆိုးရဟာမြန်မာနိုင်ငံမှာရှိတဲ့အပြည့်အစုံအများဆုံးဒေသတွေကိုလူသားချင်းစာနာမှုအကူအညီတွေမရောက်အောင်စနစ်တကျလိုက်ပိတ်ပါတယ်။လူသားချင်းစာနာမှုဆိုင်ရာလှုပ်ရှားသူတွေကိုချိန်ချောက်တယ်၊နှောက်ယှက်တယ်၊စစ်ကြောရေးပို့တယ်၊ငွေညှစ်တယ်၊စစ်ပစ္စည်းတွေကိုသိမ်းတယ် ူတို့စစ်သားတွေကလည်းငလျင်တန်ခံရသူတွေရဲ့အိမ်တွေကိုတက်လူကြပါတယ်။သူတို့တွေဟာငလျင်ဘေးကူညီကယ်ဆယ်ရေးလုပ်တဲ့လူငယ်တွေကိုစုအာရမစစ်မှုထမ်းခိုင်းပြီးလူသားတိုင်းလည်းလုပ်ပါတယ်။ဒါမှမဟုတ်ရင်အာရမအလုပ်ခိုင်းစေပါတယ်။ငလျင်လုပ်ပြီးနောက်မှာအပြည့်ရဲ့ကြင်ညာခဲ့ပေမဲ့အရက်သားတွေကိုပြစ်မှတ်ထားပြီးတော့လေချောင်းတိုက်ခိုက်တာကတော့ငလျင်မလုပ်ခင်ကထက်တောင်မှပုံများနေပါတယ်။ပြောရရင် ငလီလောက်ပြီးနောက်လာမှာလေးရင်နဲ့ drone တွေနဲ့ရက်သားတွေကိုတိုက်ခိုက်တာဟာ2025ခုနှစ်ပထမနှစ်ဝက်အတွင်းကဘယ်လထက်မဆိုအကြိမ်ကြီးပုံများပါတယ်2025ခုနှစ်၄လပိုင်းကနေ6လပိုင်းအတွင်းလေချောင်းတိုက်ခိုက်မှုတွေဟာ3လဘက်ကာလအတွင်းလေချောင်းတိုက်ခိုက်မှုတွေကြံတဲ့ကာလတွေအလုံးထက်အကြိမ်ကြီးပုံများပါတယ် What is so incredible about what's happening in Myanmar is that things continue to worsen and the military junta is continuing to escalate its attacks using sophisticated weapons of war uh, to attack civilian targets. And this is all happening uh, before uh, our very, uh, very eyes. According to the uh, World Food Program, 57% per, of families. တိုက်ခိုက်နေပါတယ် <laughs> နောက်ပြီးတော့ဓာရီအားလုံးကလူသစ်ရှင်ကြားကြီးဖြစ်ပြနေတယ်ဆိုတဲ့အနေထားကြီးကတော်တော်ကိုအံ့ဩဖို့ကောင်းပါတယ်။ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်ရဲ့အချက်အလက်တွေရဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာရှိတဲ့မိသားစုတွေရဲ့58ခိုင်နှုန်းဟာအစာအစာမလုံလောက်မှုနဲ့ကြုံနေရပါတယ်။မနစ်ကဒီဇင်ဘာလတည်းကတောင်မှ33ခိုင်နှုန်းပဲရှိခဲ့ရတာကနေတဟုန်တိုးတက်သွားတာပါ။လေးနှစ်သက်စစ်ဆိုးရဟာ ကျမ်းမာရေးဝန်ထမ်းတွေကျမ်းမာရေးအဆောက်အအုံတွေကိုတက်ခတ်ခဲ့ပြီးမြန်မာနိုင်ငံရဲ့ကျမ်းမာရေးအခြေအနေတွေကိုစိုးရွားသွားအောင်လုပ်ပြလိုက်ပါတယ်။2025ခုနှစ်ရဲ့ပထမ၈လအတွင်းမှာပဲကျမ်းမာရေးဝန်ထမ်းတွေကိုတတ်တာပြန်မေးဆွဲတာဖမ်းဆီးတာနောက်ပြီးကျမ်းမာရေးဝန်ဆောင်မှုပေးတဲ့အဆောက်အအုံတွေကိုတိုက်ခိုက်တာအပါအဝင်ကျမ်းမာရေးဆောင်ရှားမှုစနစ်ကိုပြစ်မှတ်ထားတိုက်ခိုက်မှု169ခုရှိခဲ့ပါတယ်။အဲ့ဒီတော့အခြေအနေတွေကဒီလေးနှစ်ကျော်အတွင်း အစာပေါင်းများစွာပိုဆိုးလာပါတယ်ကျွန်တော်နောက်ဆုံးကုလသမဂ္ဂအထွေထွေညီလာခံကိုအစီအခံခဲ့တုန်းကထက်လည်းပိုဆိုးလာပါတယ်ဒါပေမဲ့ဒီအကြက်တဲကမြမပြည်သူတွေအပေါ်မှာပဲအကျိုးသက်ရောက်တာမဟုတ်ပါဘူးဒီအကြက်တဲဟာအနီနာဒေသအများအပြားပေါ်မှာလည်းသက်ရောက်နေပါတယ်တန်းနဲ့ချီတဲ့ပြည်သူတွေဟာနေဆက်ကိုဖျက်ပြီးဘင်္ဂလားဒေ့ရှ်ထိုင်းမလေးရှားနိုင်ငံတွေအပါအဝင်တခြားနိုင်ငံတွေစီကိုထွက်ပြေးနေကြပါတယ်ဒီစေဆိုးရရဲ့ရာဇဝမှုတွေဟာ ရာဇဝတ်မှုထူပြောတဲ့လူပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးသလို ဖြစ်နေပါတယ်။အဲ့ဒါတွေကလည်းဒေတာတွင်းကမကကဘာလုံးမှာရှိတဲ့လူတွေအပေါ်မှာအကျိုးသက်ရောက်နေပါတယ်။လူငယ်တွေဟာအလုတ်ကောင်းကောင်းရမယ်ဆိုပြီးတော့မလုံးအပေးခံရတယ်။ပြီးတော့ကြားဖြတ်ငွေလိန်ခိုင်းနေတဲ့ရောင်းစာခံရပါတယ်။အဲ့ဒီငွေလိန်ခိုင်းတွေကသူတို့ကိုဖန်ထားပြီးကဘာလုံးကနေပြီးတော့ဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေကိုလိန်စားဖို့အရမစိတ်ခိုင်းတာခံနေရပါတယ်။အဲ့ဒီတော့ဒီကိစ္စကမြန်မာပြည်သူတွေကိုတည်းမဟုတ်ပဲ Hey, the this be, we have we have in the Sultan of this spike in the need in of spike တကဘာလုံးကပြည်သူတွေအပေါ်မှာပါရိုက်ခတ်နေတဲ့ပြဿနာတရဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်အနေနဲ့ကုလသမဂ္ဂအဖွဲ့ဝင်တွေကိုမသိချင်အောင်စောင့်မနေပဲလက်တွေ့ရေးယူမှုတွေလုပ်ကြပါတော့လို့ပြောချင်ပါတယ် Uh, for humanitarian aid, we have seen a systematic decrease uh, in the availability of uh, humanitarian aid. Uh, so this this juxtaposition of, of one uh, arrow going this way of increasing needs, another go arrow going the other way of, of reductions in the ability. Of, uh, အဲ့ဒီအကူအညီတွေရနိုင်တဲ့အခြေအနေဟာစနစ်တကျအစီအစဉ်တကျညော်နေသွားတာကိုလည်းမြင်နေရပါတယ်။အဲ့တော့လူသားချင်းစာနာမှုအကူအညီတွေလိုအပ်မှုဆိုတဲ့မြားကြီးကထောင်တက်နေပြီးတော့အဲ့ဒီအကူအညီတွေရနိုင်တဲ့အခြေအနေတွေကိုပြတဲ့မြားကတော့ ထိုးစင်းနေတယ်ဆိုတော့အခြေအနေကြီးဖြစ်နေပါတယ်အဲ့ဒါကတော်တော်ကြောက်စရာကောင်းပြီးတော့ပိုပြီးဆိုးလာဖို့လဲရှိနေပါတယ်ဘာလို့လဲဆိုတော့လူသားချင်းဆန္ဒမှုအခြေအနေတွေကလည်းပိုဆိုးတယ်နိုင်ငံတကာရဲ့ထောက်ပံ့မှုဖြတ်တောက်နေတဲ့အခြေအနေကြောင့်လဲပိုဆိုးအောင်မယ်ဆိုတော့အခြေအနေကြောင့်ပါအခြေအနေကကတ်ဆိုင်နေပါတယ်ကုလသမဂ္ဂကလည်းအကူအညီရရှိနေသူဥယျာဉ်ကလည်း6တသမ9တန်းကနေပြီးတော့4တသမ8တန်းကိုရော့ကျသွားပါတယ် ပြောရမယ်ဆိုလို့ရှိရင်အကူကြီးလွန်နေတဲ့22တန်းတဲ့က၄ဘုံတစ်ဘုံပဲအကူကြီးရပါတယ်။ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်ကလည်းသူတို့ရဲ့အကူကြီးကနေပဲအစားအသောက်နဲ့အသက်ရှင်ရပ်တည်ရေးဆိုင်ရာရင်းမြစ်တွေရယူနေတဲ့ရခိုင်ပြည်ကလူဦးရေတသိန်းကိုအစားအသောက်ထောက်ပံ့မှုရပ်ပစ်လိုက်ပါတယ်။အဲ့တော့အစကတည်းကတော်တော်ကြောက်စရာကောင်းနေပြီလားအခြေအနေတွေကိုစစ်ဆိုးရကဘုံကျဲတာရက်သားတွေကို တိုက်ခိုက်တာ။ နိုင်ငံတကာကမတိကျွံ့ကျွံ့ပြုတာတွေကုလသမဂ္ဂကကုညီထောက်ပံ့မှုရှော့ချတာတွေကပိုဆိုးအောင်လုပ်နေပြီးတော့ကတ်ဆိုးကြီးတစ်ခုကိုဖန်တီးမိရတာဖြစ်နေပါပြီကုလသမဂ္ဂအထွေထွေညီလာခံတတရကော်မတီအတွက်ကျွန်တော်ပေးချင်တဲ့သတင်းစကားကတော့အဲ့ဒါပါပဲနယူးယောက်ကကုလသမဂ္ဂဌာနချုပ်မှာအစည်းအဝေးတွေတက်တိုင်းကျွန်တော်ပေးတဲ့သတင်းစကားကလည်းအဲ့ဒါပါပဲနောက်လာတွေမှာလည်းကျွန်တော်ပေးမယ့်သတင်းစကားကဒါပါပဲ ဘာလို့လဲဆိုတော့ကျွန်တော်တို့လမ်းကြောင်းပြောင်းမှဖြစ်တော့မယ်။မှားသွားရင်ပြေးဆက်ရမှာတွေစိတ်များလွန်းနေလို့ပါ။ um, uh, 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 at stake. Now, yesterday in the session, um, I had many questions that, that surrounded uh, various aspects of this crisis. Uh, and one of them, which I thought was very important, in fact, repeated by several uh, members, was the question of the elections that have been scheduled in Myanmar for the 28th of December. uh and i um made it as a possible ကျွန်တော်ကိုဒီပြဿနာနဲ့ပတ်သက်ပြီးတော့ shutdown ဘောင်းဆောင်ကနေမေခွန်းနေ white မေ့ကြပါတယ်အမေးများတဲ့မေခွန်းတစ်ခုကပါလဲဆိုတော့မြန်မာနိုင်ငံမှာ28ဒီဇင်ဘာကျရင်ကျင်းပမယ်ဆိုတော့ရွေးကောက်ပွဲကိစ္စပါအဲ့ဒီမေခွန်းကလည်းအရေးကြီးတယ်လို့ထင်ပါတယ်ကျွန်တော်လည်းဒီရွေးကောက်ပွဲကအတူပဲဆိုတာကိုအရှင်းဆုံးပြောခဲ့ပါတယ်လိမ့်နေတာပါအတိုက်ခံကောင်းဆောင်တွေကိုဖန်စီချုံအောင်ထောင်ချနှိမ့်ဆက်နေတဲ့အခြေအနေတွေမှာလွတ်လပ်မြတ်တာတဲ့ရွေးကောက်ပွဲတစ်ခု ဖြစ်မလာနိုင်ပါဘူးပြီးခဲ့တဲ့ရွေးကောက်ပွဲကာလနှစ်ခုလုံးမှာတောင်မျိုးကမ်းမျိုးနိုင်ထားခဲ့တဲ့ NLD အပါဝင်ပါတီ40ကျော်ကိုဖျက်သိမ်းပစ်တဲ့အနေအထားနဲ့တရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူးသတင်းတောက်တွေမြန်မာပြည်အကြောင်းမှန်ရာရေးခွင့်မရှိတဲ့အခြေအနေနဲ့မဖြစ်နိုင်ပါဘူးစစ်အစိုးရကလည်းဝေဖန်ခွင့်မရှိရွေးကောက်ပွဲကိုလည်းဝေဖန်ခွင့်မရှိတဲ့အနေအထားနဲ့တော့မဖြစ်နိုင်ပါဘူး Uh, uh, I was very pleased that ဒီအမိန့်တွေကိုချိုးပေါက်လို့ထောင်ကျနေသူဥယျာဉ်ကလည်းမြန်မာနိုင်ငံမှာ2200ကျော်ကိုရှိပါတယ်။သူတို့ဟာနိုင်ငံရေးအကျဉ်းသားတွေဖြစ်ပြီးသူတို့ထောင်ကျနေတဲ့အချိန်အောက်တိုဘာ28မှာရွေးကောက်ပွဲလုပ်ဖို့စီစဉ်လိုက်တာကိုသိရပါတယ်။ Asian met to discuss among other things this so-called election uh, they have uh, made a very clear statement about their views of the election that they believe that uh, elections uh, should not move forward um, as long as the violence uh, in Myanmar continues. Stopping the violence was the first point of ASEAN's five point consensus. a point that has been consistently ဒီတပတ် ASEAN အစည်းအဝေးမှာဒီရွေးကောက်ပွဲအတုကိစ္စကိုထည့်သွင်းဆွေးနွေးကြတာကိုကျွန်တော်အနေနဲ့ဝမ်းသာပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေမရက်သေးသေး၍ရွေးကောက်ပွဲတွေရှစ်ဆက်လို့မရဘူးဆိုပြီးရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သူတို့ရဲ့အမြင်ကိုရှင်းရှင်းလင်းလင်းထုတ်ဖော်ခဲ့ပါတယ်အကြမ်းဖက်မှုတွေရရမယ်ဆိုတဲ့အချက်ဟာ အာဆီယံဘုံသဘောတူညီချက်၅ချက်ရဲ့ပထမဆုံးအချက်ဖြစ်ပြီးဒါကိုစစ်တပ်ကအကြိမ်ကြိမ်ချိုးဖောက်ပါတယ်။အာဆီယံကလည်းအကြမ်းဖက်တာမရက်မချင်းရွေးကောက်ပွဲမစတင်ဘူးဆိုတာကိုရှင်းရှင်းပဲပြောကြပါတယ်။ကျွန်တော်အနေနဲ့အဖွဲ့ဝင်နိုင်ငံတွေကိုအာဆီယံရဲ့ဥဆောင်မှုနောက်လိုက်ဖို့အာဆီယံလုံးတလုံးလုပ်ဖို့ဒီတရားဝင်မှုရှိတဲ့ရွေးကောက်ပွဲတွေကိုရှင်းရှင်းလင်းလင်းပြက်ပြက်သားသားစန့်ကျင်ကြဖို့တိုက်တွန်းနေပါတယ်။အ ਨੇ ဆုံးအနေနဲ့တော့ဒီဇင်ဘာလကုန်မှာ မြမပြည်ထဲမှာလုံမဲ့ရွေးကောက်ပွဲအတွက်စောင့်ကြည့်သူတွေစိတ်လွတ်တာမျိုးမလုပ်စေချင်ပါဘူးရွေးကောက်ပွဲစောင့်ကြည့်ရတယ်ကျွန်တော်လှုပ်ဖူးပါတယ်ကျွန်တော်ပြောနိုင်တာကအဲ့ဒီရွေးကောက်ပွဲကိုစောင့်ကြည့်လို့လဲဘာမှပူကောက်မလာပါဘူးဗမာနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြောတာပါထူးထူးခြားခြားအဲ့ဒီရွေးကောက်ပွဲကနေပြီးတော့ထပ်တည်ရဖို့လဲမရှိတော့ပါဘူးနောက်ပြီးတော့ဒါကအတူရောင်ကြီးပါအဲ့ဒီတော့ဒီရွေးကောက်ပွဲစောင့်ကြည့်သူတွေကိုအတုံးချပြီးတော့စစ်တပ်က တရားဝင်မှုတစုံတရာတိဆောက်သွားရင်မကောင်းပါဘူးအဲ့ဒီတော့ရွေးကောက်ပွဲကဒီဇင်ဘာလကုန်မှလုပ်မှာဆိုတော့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လာမယ့်သတင်းပတ်တွေမှာခိုင်မာရှင်းလင်းတဲ့ရည်တည်ချက်တွေထွက်လာပါစေလို့မျှော်လင့်ပါတယ်အဲ့ဒီတော့ကျွန်တော်အဖွင့်မှတ်ချက်တွေမဆုံးခင်မှာပြောချင်တာကဒီအစည်းအဝေးတွေမှာမေကွန်နိုင်မှတ်ချက်တိုင်းကို တုံ့ပြန်မှုရအချိန်အကန့်အသတ်ကတော့အလွန်အားနည်းပါတယ်အဲ့ဒီတော့အဲ့လိုအကန့်အသတ်မျိုးရှိပါတယ် Uh, when, when it referenced uh, India um, and, and said that I was making unsubstantiated claims. Uh, about India and what is uh, what was developing and is developing uh, in in uh, in India, and I just want to say uh, for the record that I have um, personally uh, researched and substantiated. India ba gan ebiro macha ta kuta lare. Eri India ko zalaya sunyumu ko chono tong biamu chay miya lai bao. Tuwa chono sinikasa wo chide. ကျွန်တော်အိန္ဒိယအကြောင်းထည့်ပြီးကိုးကားထားတာကိုသူကအိန္ဒိယမှာဘာတွေဖြစ်ခဲ့လဲဘာတွေဖြစ်နေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောထားတာတွေကအထောက်အထားမခိုင်လုံတဲ့ပြောဆိုချက်တွေလို့ဝေဖန်ပါတယ်ကျွန်တော်ပြောချင်တာကတော့အိန္ဒိယနိုင်ငံအတွင်းကဒုက္ခသည်တွေနဲ့ပတ်သက်လို့အိန္ဒိယမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုတက်သေးအထောက်အထားစုတာတွေသုတေသနတွေလုပ်ခဲ့ပြီးပါပြီကျွန်တော်ပြောချင်တာကဥပမာဒေလီမှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်သူတို့ကိုစစ်လေရင်စစ်သင်းမောတွေနဲ့တင်ပြီးတော့ပင်လယ်ထဲကိုပြန်ပို့တယ် ြန်မာနိုင်ငံသားကကျွန်းတွန်းအနီနာအထိပို့တယ်။သူတို့တွေကိုရိုက်တယ်နှောက်ရက်ပေးတယ်ပြီးတော့အသက်ငယ်ဂျက်ကက်တွေဝတ်ပေးတယ်။အဲ့နောက်ကန်းကိုရောက်အောင်ကူတော့ဆိုပြီးတော့ပင်လယ်ထဲပစ်ချလိုက်ပါတယ်။ဒီအစီအစဉ်ခံစားကယုံကြည်ရပါတယ်။အထောက်ထားခိုင်လုံပါတယ်။အိန္ဒိယအစိုးရစီကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးဖို့တရားဝင်စာရေးခဲ့မှုပါတယ်။ ီကိစ္စနဲ့ပတ်သက်ပြီးအိန္ဒိယကိုယ်စားလှယ်နဲ့တွေ့ဘူးတယ်အိန္ဒိယဘက်ကနေပြီးတော့ဒီပြဿနာကိုရောကျွန်တော်တင်ပြထားတဲ့စိုးရိမ်ချက်တွေကိုရောစုံစမ်းပါမယ်လို့အကြောင်းပြန်လာပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ဘာတွေတွေ့ရှိထားလဲဆိုတာကျွန်တော်ကိုအခုထိအကြောင်းမပြန်ပါဘူးဒီတက်တဲ့မခိုင်းလုံဘူးလို့ဆွဆွဲချက်နဲ့ပတ်သက်လို့ကတော့ကျွန်တော်အနေနဲ့တက်တဲ့ခိုင်းလုံအောင်လှုပ်ထားပါတယ်ဆိုတာရဲ့အိန္ဒိယအစိုးရအနေနဲ့ကျွန်တော်ကိုအကြောင်းပြန်ပြီးကျွန်တော်မှမရှိသေးတဲ့ဒီကိစ္စနဲ့ဆိုင်တဲ့ ိန္ဒိယနိုင်ငံအတွင်းကဒုက္ခသည်တွေနဲ့ဆိုင်တဲ့အချက်လက်တွေထပ်ပြီးတော့ဖြစ်ဆွတ်ပေးဖို့လဲဖိတ်ခေါ်ပါတယ်ဆိုတာရေကိုရှင်းလင်းအောင် ပြောပြချင်ပါတယ်။အဲ့ဒီတော့ဒီမာယောအွန်လိုင်းကရောမေကွန်မေးစရာရှိရင်ကျွန်တော်ဖြေပါမယ်။အာရှကလူတွေအဲ့တဲ့အချိန်ဖြစ်နေတော့အားနည်းချက်ကလေးတချို့ရှိတာလဲကျွန်တော်သိပါတယ်။အဲ့တော့ဒီဥစ္စာကိုပြန်လဲထုတ်လွှင့်တာတွေလဲလုပ်ပေးပါမယ်။ဘာပဲဖြစ်ဖြစ်အာယုံစိုက်ပေးတာပါဝင်ပေးတာအတွက်ကျေးဇူးတင်ပါတယ်။ online. And I know, by the way, I, we're at a distinct disadvantage because many people in Asia uh, are asleep. Uh, so this will be available uh, by, a, by a tape uh, delay. And, uh, uh, but anyway, I, I appreciate the, your, your attention and your participation. Thank you. I'm sorry for uh, coming late, but I was listening upstairs and ran down. Um, Farni with the Associated Press. Um, I wanted to ask first of all, and I'm and if you already mentioned this, I apologize about the China uh, broker truce. Do you see that as becoming more common, and as you know, as as an effective way? အဲ့ဒီနောက်တတိယကော်မတီစီဝေးတယောက်သူသူက Mr. Tom and Bruce ကိုတယောက်နဲ့ပတ်သက်တဲ့မေးခွန်းမေးမြန်းခဲ့ပါတယ်။တယောက်ပွဲစားလုပ်ပေးတဲ့အပြစ်ခတ်ရစရဲ့အပေါ်မှာဘလို့မြင်တယ်လဲလို့သူကမေးပါတယ်။တယောက်ကြားဝင်တာဟာမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပုတ်တိုက်မှုတွေစစ်ပွဲတွေကိုကြော်လွှားရေးမှာပို့ပြီးတော့ထိရောက်တဲ့နီလန်ဖြစ်နိုင်မဖြစ်နိုင်ကိုသူကမေးပါတယ်။ ဒါအပြင်အနောက်နိုင်ငံနိုင်ငံတကာတွေကဒီတရုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့မမြင်ချင်အောင်ဆောင်နေပြီးတော့လူသားချင်းစာနာမှုကိစ္စလောက်မှာပဲအာယုံဆိုင်နေတယ်လို့ခဏခဏဝေဖန်ပြောဆိုတာမျိုးတွေကိုလည်းတွေ့နေရပါတယ်။အဲ့အရာတွေကဘာကြောင့်အဲ့လိုဖြစ်နေတယ်လို့ထင်ပါသလဲ။ဘာတွေတုံ့ပြန်ဖို့လိုတယ်လို့ထင်ပါသလဲ။အနောက်နိုင်ငံတွေကဘာလုပ်ကြမယ်လို့ရောပြောကြပါသလဲလို့မေးပါတယ်။ First of all with respect to China any attempts, any um, measures that can be taken, any efforts that can be made to try to stop the killing, um, of course, are, are, very, very welcome. Uh, that's the first point of the five point consensus of ASEAN. And um, those, uh, the killings have, 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 continued, particularly on civilian targets. I know that, that China has been working uh, in its neighborhood. Obviously, it has a great deal at stake uh, with uh, Myanmar being uh, its neighbor. ရန်ကောင်းတဲ့မိခွန်းတွေပါပထမဆုံးတရုတ်နဲ့ပတ်သက်လို့ကတော့ဒီလိုတက်ဖြတ်နေတာတွေကိုဗယ်နီးနဲ့ပဲစူးစမ်းစူးစမ်းအလွန်ကျွစပါတယ်အာဆီယံဘုံသဘောတူညီချက်ရဲ့ပထမအချက်ကလည်းဒါပါပဲဒါပေမဲ့တက်ဖြတ်မှုတွေကဆက်ဖြစ်နေတယ်အထူးသဖြင့်ရက်သားတွေကိုပေါ့တရုတ်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့လုံနေတာတွေရှိတာကျွန်တော်သိတယ်သူတို့မှာမြန်မာနိုင်ငံနဲ့ဆက်ဆက်တဲ့အကျိုးစီးပွားတွေလည်းရှိတယ်အိန္ဒိယနိုင်ငံဖြစ်တာကိုနေဆက်မတည်ငြိမ်မှုကတရုတ်နိုင်ငံတရုတ်စီးပွားရေးတွေအပါအဝင် ဘသူ့ကိုမှကောင်းကျိုးမပေးတာလဲသိကြတယ်အဲ့တော့တည်ငြိမ်ဖို့ကြိုးစားရဲဆိုတာတိတ်အရေးကြီးတာပေါ့ဒါပေမဲ့မြန်မာတနိုင်ငံလုံးမှာဖြစ်နေတဲ့တပ်ဖြတ်မှုတွေရက်တက်ဖို့လည်းအရေးကြီးတာပါပဲအဲ့ဒါကိုလုပ်ဖို့ဆိုတာကလည်းစစ်အစိုးရရဲ့လုံနိုင်စွမ်းကိုရှော့ချဖို့ပဲရှိပါတယ်အပြစ်မဲ့ပြည်သူတွေကိုရှုပ်ထွေးဆန်းပြတဲ့စစ်လက်နက်တွေနဲ့မတိုက်နိုင်တော့အောင်လုပ်ရမယ်နောက်ပြီးဒီလိုတိုက်ခိုက်နေတာတွေကတနေ့တခြားပိုဆိုးလာနေပါတယ်အဲ့တော့စစ်တပ်ကဒီလိုဆက်လုပ်နေနိုင်ဖို့ဆိုလို့ရှိရင်လိုအပ်ချက် သုံးခုရှိပါတယ်ငွေလက်နက်နဲ့တရားဝင်မှုပါရွေးကောက်ပွဲကတရားဝင်မှုအပိုင်းပါလက်နက်နဲ့ပတ်သက် တော့ကတော့နိုင်ငံတကာအတိုင်းအဝိုင်းရဲ့အထောက်အမှုပေါ့စစ်တပ်ကလက်နက်နဲ့ငွေကြေးဘလို့ရနေတယ်လဲဆိုတာကိုကျွန်တော်အစီရင်ခံစာသုံးဆောင်ရေးခဲ့ပြီးပါပြီဘယ်သူတွေစီကနေပြီးတော့လက်နက်ရနေတယ်လဲနောက်ပြီးတော့အဲ့ဒါကိုဘလို့တားကြမလဲဆိုတာတွေပါအများဆုံးရုရှားစီကနေရတယ်ဒုတိယကတော့တရုတ်စီကနေရတယ်တရုတ်ကိုယ်စားလှယ်ကကျွန်တော်ကိုဝေဖန်ပါတယ်သူတို့ဘာတွေလုပ်နေတယ်လဲ သိနေတာတောင်မှကျွန်တော်ကတရုတ်အကြောင်းကိုထည့်ပြီးတော့ဝေဖန်ပြောဆိုလို့ဆိုတဲ့သဘောပေါ့သူစွဆွဲချက်အရဆိုလို့ရှိရင်ကျွန်တော်ကတမီယိုးကြလက်နဲ့ရောင်းဝယ်မှုကိုအပြစ်ရှာပြီးတော့ဘီလိဇက်တွင်းနေတယ်တဲ့ဘာလို့ကျွန်တော်ကဒီလိုတာမန်လက်နဲ့ရောင်းဝယ်မှုကိုအပြစ်တင်နေတာလဲတဲ့ကျွန်တော်အပြစ်တင်နေတဲ့ကိစ္စကအပြစ်မဲ့ပြည်သူတွေကိုရှုပ်ထွေးတဲ့ဆက်လက်နက်တွေတုံးပြီးတော့တိုက်ခိုက်တာအရသားပြစ်မဲ့တွေကိုတိုက်ခိုက်တာတွေကိုပါ ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့နိုင်ငံအစိတ်ပိုင်းတစ်ခုအတွင်းမှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကိုဖြေရှင်းရုံလောက်ပဲမဟုတ်ပဲစစ်တပ်ကိုအဲ့ဒါလိုလုံနိုင်တဲ့အစွမ်းမရှိတော့အောင်စနစ်တကျလှုပ်ဆောင်မှုဟာလည်းအလွန်အရေးကြီးတယ်လို့မြင်ပါတယ်တေကျင်းတရားကိုရောင်းဝယ်နေတဲ့ဗန်များဆိုတဲ့ကျွန်တော်အစီရင်ခံစာထဲမှာကျွန်တော်အစင်လိုက်ဖော်ပြခဲ့တာရှိပါတယ်ရုရှားတရုတ်နောက်ပြီးတော့တတိယနေရာမှာစင်ကာပူလာတယ်စင်ကာပူကနေပြီးတော့ ဒေါ်လာ264သန်းတန်ကျေးရှိတဲ့လက်နက်တွေပစ္စည်းတွေမြန်မာစစ်အစိုးရစီကိုစီးဆင်းနေတယ်။ကျွန်တော်အဲ့ဒါလို့ကြီးတော့စင်ကာပူကစုံစမ်းစစ်ဆေးမှုတွေလုပ်မယ်ဆိုပြီးတော့တုံ့ပြန်ပါတယ်။ကျွန်တော်စင်ကာပူကိုသွားပြီးတော့စုံစမ်းစစ်ဆေးရေးကိုကူညီလိုက်ဖို့အသင့်ပါပဲ။အဲ့ဒီတော့သူတို့တွေစုံစမ်းစစ်ဆေးမှုကို ပြီးအောင်လုပ်တယ်အရေးယူတယ်။ရက်လက်အနေနဲ့စင်ကာပူကနေမြန်မာအစိုးရစီကိုလက်နက်စီးဆင်းမှုစုစုပေါင်း 90ရာခိုင်နှုန်းရော့ကျသွားပါတယ်။တချို့အဖွဲ့ဝင်နိုင်ငံတွေရဲ့လက်တွေ့လှုပ်ဆောင်မှုတွေကြောင့်စစ်တပ်ကိုစစ်လက်နက်တွေကုန်ကျန်းတွေစီးဆင်းနေမှုတွေဟာခြုံပြီးပြောရရင်သုံးပုံတစ်ပုံရော့ကျသွားပါတယ်။ကျွန်တော်တို့လှုပ်ဖို့လိုနေတာက အကုန်လုံးဒီရထားပေါ်ကိုတက်စီလာအောင်လှုပ်ဖို့ပါပဲ။အပြစ်မဲ့တဲ့ပြည်သူတွေကိုတတ်ဖြတ်နေတဲ့ရှုပ်ထွေးတဲ့စစ်လက်နက်အမျိုးမျိုးစီးဆင်းနေတာကိုတားဆီးဖို့ပါပဲ။အဲ့တော့အဖွဲ့ဝင်နိုင်ငံတွေဘာလို့ရှစ်တို့မလာကြလဲ အကြောင်းပြချက်အမျိုးမျိုးရှိနေပါတယ်။မြန်မာနိုင်ငံကိုကမ္ဘာနိုင်ငံအသီးသီးကခေါင်းထဲမထည့်ထားဘူး။မမြင်နိုင်ကြဘူး။ဒီကြက်တဲ့ဟာမတိကျွကျွအပြုတ်ခံနေရတယ်။ဒါပေမဲ့ပုံပုံလင်းလင်းပြောရရင်တခြားကိစ္စတခုကပါဝင်ပတ်သက်နေတယ်လို့ကျွန်တော်မြင်ပါတယ်။ပြီးတော့လည်းကျွန်တော်ကိုယ်တိုင်လည်းအစိုးရနိုင်ငံရေးရုံးပိုင်းတွေမှာနှစ်တွေဒါဇင်နဲ့ချီပြီးတော့လုပ်ဖူးပါတယ်။ဒီလိုဖြစ်ပေါ်မှုတွေနဲ့ပတ်သက်ရင်ကျွန်တော်ကအကင်းပါပါတယ်။ကျွန်တော်ထင်တာကတော့ဒါကတိလဲတိတာတယ်ကျွန်တော်တွေ့ကြုံရပေါ့ ကျွန်တော်တို့ကိုနောက်ပြန်လွင့်သွားအောင်တိုက်နေတဲ့လေတွေရှိနေတယ်လို့မြင်ပါတယ်လူအခွင့်အရေးနဲ့လူသားချင်းစာနာမှုအကူအညီတွေကိုဆန့်ကျင်တိုက်ခိုက်နေတဲ့နိုင်ငံရေးလေဟုန်တွေရှိနေပါတယ်လူမျိုးသားတွေကိုမုံတီးမှုလူမျိုးရေးခွဲခြားမှုလူတွေရဲ့အကြောက်တရားနဲ့မကျေနပ်မှုတွေကိုခုတုံးလို့အသုံးချမှုစတဲ့လောင်စာနဲ့မောင်းနေနေတာတွေဖြစ်ပါတယ်အဲ့ဒီတော့လူတွေကကဘာကြီးကိုပုံပြီးတော့ကြောက်လာတယ်သူတို့အစိုးရတွေအနေနဲ့အပြင်ထွက် လူခွင့်ရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးလုံ့တင်လုံထိုက်တာတွေလုပ်ရမယ်ဆိုတာကိုထောက်ခံလူစိတ်နည်းလာကြပါတယ်။နောက်ပြီးတော့ကျွန်တော်မြင်တာကကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကုလသမဂ္ဂအစိုးရတွေကိုပြောတဲ့အခါပါသူတို့ဟာနိုင်ငံရေးရပ်ဝန်းထဲမှာလက်ပတ်နေကြတာဖြစ်တယ်ဆိုတာကိုမြင်ဖို့အလွန်အရေးကြီးတယ်လို့ထင်ပါတယ်။ဒီနိုင်ငံရေးပတ်ဝန်းကျင်တွေကခွင့်ပြုတဲ့ဘောင်တွေထဲမှာပဲသူတို့တွေလက်ပတ်ရတာဆိုတာကိုလည်းမြင်ဖို့လိုပါတယ်။အခုဒီနိုင်ငံရေးပတ်ဝန်းကျင်တွေက တော်တော်ကိုအစိတ်အတော့ဖြစ်နေပါပြီဒါကိုလည်းကျွန်တော်ကတိတ်ကိုလေးထားပါတယ်ဘာလို့လဲဆိုတော့ဒါတွေကကုလသမဂ္ဂရဲ့အခြေခံအုတ်မြစ်တွေပဲလေပြောရရင်ဒီဇာကားကြီးကကျွန်တော်တို့ကြည်ဘူးပြီးသားကြီးလူမျိုးကြမုံတိမှုအကြောက်တရားနဲ့လူတွေရဲ့နာကျင်မှုကိုစွန့်အားကြီးတဲ့လက်နက်တွေလိုတုံးနေလို့ရှိရင်ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့အကျိုးဆက်ကိုကျွန်တော်တို့မြင်ဘူးပြီးသားကြီးပဲ အခုလုံနေတဲ့လိုမျိုးလူသားချင်းစာနာမှုအကူအညီတွေကိုရှော့ချပြီးတော့တကဘာလုံးလက်နက်တွေလိုက်ပြီးတော့တုံးမြင့်တက်စနေရင်ဘာတွေဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့သိပြီးသားပဲလွန်ခဲ့တဲ့နှစ်80ကအဲ့ဒါလိုလှုပ်လိုက်လို့ဖြစ်လာတဲ့အကျိုးဆက်ပြပုံကြီးပေါ်မှာပဲဒီကုလသမဂ္ဂအဖွဲ့ကြီးကိုတိဆောက်ခဲ့ရတာလေအဲ့ဒီတော့ဒါကြီးကဘလို့အဆုံးသတ်မလဲဆိုတာသိပါတယ်ပြီးတော့ဒါတွေကိုလက်ခံအတိမတ်ပြုပြီးအဖွဲ့ဝင် နိုင်ငံတွေမှန်တာကိုလုပ်ဖို့အတွက်လိုလားမှုရှိလာအောင်လိုအပ်တဲ့နိုင်ငံရဲ့အခြေအနေတွေဖန်တီးဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေဒါမှကကျွန်တော်တို့အားလုံးခြေလမ်းပြင်ဖို့တမိုင်းဘေးတာဝန်ရှိတယ်လို့မြင်ပါတယ်ကျွန်တော်အဖြစ်အရန်ရှည်သွားတဲ့အတွက်လဲတောင်းပန်ပါတယ် with the victims of 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 genocide ကျွန်တော်တို့ think media ရဲ့ video တွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင်လုပ်တာတွေဟာ media ရဲ့ရက်တည်ရေးအတွက်ကြီးကြီးမားမား အဟံအတားအနှောက်အယှက်ဖြစ်လာနေပါတယ်။ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကို အားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေရှည်ရည်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာ။